စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာစီမောင်းရေးကြဆင်လာခဲ့ပြီးပြည်သူတွေဟာပုံမခက်ခဲလာကြတာကြောင့်ကျန်းမာရေးမကောင်းသူမတန်ဆွမ်းသူတွေကိုစွန့်ပစ်မှုတွေပုံမများပြားလာခဲ့ပါတယ်။ဇွန်လ16ရက်နေ့ညနေပိုင်းကတောင်ကုန်မြို့ရွှေစံတော်ဘုရားတောင်မဲ့ဆောင်းနှမ်းမှာလေဖြစ်နေတဲ့ရဟန်းတစ်ပါးကိုလာရောက်စွန့်ပစ်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ရန်ချင်းချင်းလာရောက်ဆုံပြမှုဖြစ်တယ်လို့ဒေသခံလူမှုကွန်ရက်အသင်းတွေစီကနေသိရပါဗျ။ ။တွားရောက်ကူညီခဲ့သူ Save the Trees Recuse Team အဖွဲ့ရဲ့မေမြန်မှုတွေရစွန်ပြခင်ရဟန်းဟာတတော62နှစ်ရှိပြီဖြစ်ပြီးဘွဲ့မီဟာဥပညာစာရဖြစ်တယ်လို့သိရပါဗျ။သူရဲ့လူအမည်ကတော့ဦးမြဝင်းဖြစ်ပြီးရင်းမျိုးဓမ္မမင်းစိတ်ကြီးပါဇာတိ ဖြစ်တယ်လို့သိရပါဗျ။စွန်ပြခင်ရဟန်းဟာစီဝံထိန်းသိမ်းနိုင်တာမရှိတာကြောင့် Save the Trees Recuse Team ကပဲကိုကြီးဆောင်ရွက်ပေးပြီးစေယုံကိုပို့ဆောင်ထားပေးခဲ့ရပါဗျ။ သူရဲ့မိသားစုဝင်တွေတွေ့ရှိပါကလည်းအတောင်ကြားပေးကြဖို့ Sit the Trees Refuse Team ကတောင်းဆိုထားပါတယ်။ဒါအပြင်ဇလ16ရက်နေ့မနက်ပိုင်းမှာပဲရန်ကုန်မြို့မြောက်ကလာပါမြို့နယ်မဲလမှုဖျားဝင်းအတွင်းမှာမတန်ဆွမ်းကလင်းငယ်တအုပ်ကိုလာရောက်ဆွန်ပြမှုဖြစ်ပွားခဲ့တယ်လို့ရန်ကုန်လူမှုကွန်ရက်ကယ်ဆယ်ရေးအသင်းရဲ့တင်ပြချက်တွေအရသိရပါတယ်။ဆွန်ပြခံရသူကလင်းငယ်ဟာခြေလက်မတန်ဆွမ်းသလိုစကားလည်းမပြောတတ်တဲ့အသက်ရှင်နှစ်ခန့်အရွယ်မိန်းကလေးတအုပ်ဖြစ်ပါတယ်။ အနေဝန်းကျင်ကတွေ့ရှိလိုက်သူတွေရဲ့ပြောကြားချက်အရအမျိုးသမီးတအူးကလာရောက်ဆွမြခဲ့တာဖြစ်တယ်လို့သိရပါဗျ။သူကတော့ရန်ကုန်လူမှုကူညီကေစေးအသင်းကလက်တလုံးမှစောင့်ရှောက်မှု ပေးထားပါဗျ။စစ်ကောင်စီကအာဏာသိမ်းယူမှုမတိုင်ခင်ကမြန်မာနိုင်ငံအတွင်းမှာဆင်းရဲနှွမ်းပါသူတွေ၊ကျမ်းမာရေးမကောင်းသူတွေကိုစောင့်ရှောက်ကူညီပေးတဲ့အဖွဲ့အစည်းတွေများစွာရှိခဲ့ပါဗျ။ပြည်သူတွေအနေနဲ့လည်းစီးပွားရေးအဆင်ပြေချောင်းနေတာကြောင့်အချင်းချင်းကူညီစောင့်ရှောက်မှုတွေရှိခဲ့ပါဗျ။လက်ရှိမှာတော့ ချက်တင်းလာတဲ့စီးပွားရေးအခြေအနေအရ Pride အဖွဲ့အစည်းတွေလည်းနေလာခဲ့ပြီးအခုလို ကျန်းမာရေးမကောင်းသူတွေမတန်ဆွမ်းသူတွေကိုစွန့်ပစ်မှုတွေဟာခက်စိတ်စိတ်ဖြစ်ပေါ်လာနေခဲ့ပါတယ်ရှင်အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေးရှည်ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။